အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညိုကောင်မတွေကိုစာရေးသူမြင့်မြတ်ဖြူစင်အခြေပိုင်း တက္ကသိုလ်ရေးတာလေကမောက်ကမတယ်လီဖုန်းလို့အမည်ရတဲ့ဟာတာဝိတ္ထုလေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာကမောက်ကမတယ်လီဖုန်းခင်းနေစနစ်များတိုးတက်ပြောင်းလဲလာသည်နှင့်အမျှထိုခင်းစနစ်တို့၏လိုလားတတ်မှတ်စွာတောင်းတတောင်းဆိုမှုများကြောင့် တီထွင်စမ်းတည်ရင်ထုံးကားလာရသောလူအသုံးအဆောင်အစဉ်တစားပြရုံများအနက်တနေရာမှတနေရာသို့လွယ်လွယ်ကူကူချောချောမွေ့မွေ့ဆက်သွယ်နိုင်ရန်ဆက်သွယ်ရေးကတိအားတယ်လီဖုန်းသည် တမျိုးအပါအဝင်ဖြစ်လေသည်တယ်လီဖုန်းဟုတ်ပေ၏ကြိုးလိုက်တက်ဆင်ထားရသောဖုန်းရှင်းတလုံးနှင့်ထက်၍တည်ယူရသောရှင်းဖုန်းကြိုးဖြင့်တက်ဆင်ရမလိုသောလက်ကင်ဟန်ဖုန်းအေရီယာတိုင်ထောင်ထားရသောရေဒီယိုဖုန်း GSM ဖုန်း ဆက်လူတာပေါ့စသည်ဖြင့်အမျိုးမျိုးခေါ်တွင် ကမွန်းတက်ကြသော ဖုံးများသည်လည်းပုံတရံအတွင်တရံအမျိုးမျိုးရှိကြလေ၏စည်ရေးနိုင်ငံရေးလူမှုရေးစီးပွားရေးစာသောနယ်ပယ်အသီးသီးတို့၏မီဒီယာကြားခံဆက်သွယ်ရေးပစ္စည်းတစ်မျိုးအဖြစ်အရေးပါအရာရာဆုံးထိုတယ်လီဖုန်းများသည်ယနေ့27ရာစုခေတ်လူသားတို့အတွက်များစွာအကျိုးပြုခဲ့ပါသည် ကြည်ပါ ယခုဆိုလျင်ထိုတယ်လီဖုန်းများသည်မြို့ပြများတွင်တာမကပဲကြေးရွာတောလဲများအထိ ပြန့်နှံ့ကျယ်ပြောစွာတက်စင်အသုံးပြုလာကြချေပြီဤဒီမှာယနေ့ခေတ်ဤရေစီချောင်းရွေလျားရှင်သန်စီမျောရာကောက်ချောင်းပြရုပ်တစ်ခုအဖြစ်ဖြစ်တည်ဆိုပါလျင်ကြည်ပါလေယခုဆိုလျင်ရွှေရိုးတို့ကြီးစုရွာကလေးမှာဆက်သွယ်ရေးမီဒီယာပစ္စည်းတစ်မျိုးဖြစ်သောတယ်လီဖုန်းသည်လေးလုံးကြီးများတော့တက်စင်ထားကြပြီ ရွာလည်းရှိဓမ္မယုံကြီးရှိလမ်းမကြီးပေါ်မှာဒေါ်ပြုံးကုံကုံဆောင်ဆိုင်မှတလုံးဒါကရွာကလေးတို့ပထမဆုံးရောက်ရှိလာတော့ဖုံပြီးတော့ရွာအဝင်အရှိတ်ထိပ်လမ်းမတန်းမှာပွဲစားကလေးဝင်းနိုင်နေဒေါ်တင်ချိုတို့ဇနီးမောင်နှံဆိုင်ရာ ကုံဆောင်တန်းကြီးမှာနှလုံးဒါကရွာကလေးတို့ဒုတိယမြောက်ရောက်ရှိတက်ဆင်လာတော့တယ်လီဖုန်းနှလုံးယခုရွာကြီးအရှိတ်မြောက်ချမ်းစီကိုတင်းငွေမန့် မေတီတို့ဤကုံထုံဆိုင်၌တလုံးတက်ဆင်၍တက်လိုက်သည်ကရွာကလေးသို့ရောက်ရှိလာသောနောက်ဆုံးတယ်လီဖုန်းပင်ဖြစ်စေသည်ထိုတယ်လီဖုန်းများကြောင့်ပင်ယမဲတိမျိုးမှအရှိမြောက်အရဲ့ဆယ်မိုင်ခန့်အကွာချမ်းယိုးမတောင်တန်းအရှိရှိမရောက်မီခုနှစ်မိုင်ခန့်အလိုတွင်ရှိသောကြည်စုရွာကလေးနှင့်ထိုရွာကလေးအနီးချုပ်ဆက်မှလူအများဤမြမာပြည်အရရက်ကိုဆက်သွယ်သောမီဒီယာလမ်းကြောင်းကချော့မွေဖြောင်းစင်းနေစီသည်တို့တော်냐လဲ ရွှေရိုးတို့ဤတောနေလူတန်းသားတို့ကယိုလွန်းအာလွန်ကြပြီ။ခိဤရေစီးချောင်းထဲ၌ပိုးဆိုးပတ်ဆက်မျောပါနေကြကုန်သော မြို့ပြအစင်တစားပြယုံများနှင့်စိန်လုံးကြသည့်အားလျော်စွာထိုတယ်လီဖုန်းတို့ကိုအထူးသဆန်းဖြစ်ကာအံ့အံ့ဩဩဖြစ်နေကြ၏။တယ်လီဖုန်းများဆ၍ရောက်လာစဉ်ကရွှေရိုးသည်လည်းထို့အတူပင်တယ်လီဖုန်းအားမမြင်မှုသက်ဖြင့်မယောင်မလဲနှင့်မဟုတ်ဝဲတလို့လို့ကိုင်းရာဆက်လိုက်ဝဲတလို့လို့ဟန်ပြလည်းရဲ့တွားကြည့်ဖြစ်သည် ။တယ်လီဖုန်းဆိုဒီမှာလုံလုံကြီးလားပြပြကြီးလားချွန်ချွန်ကြီးလားဘလို့အာမျိုးကြီးလဲဟုသိရင်၍ချွေရိုးသည်တွားရောက်ကြည့်ရှုမယ်မိခဲ့ခြင်းဖြစ်လေသည်။ထိုတို့တော့ရောက်ခါမကြည့်ရှုမိသေးမီကသူ့တငယ်ချင်းဖြစ်သူနွားเจ้าဘော်ဖိုးတုတ်ကပြောသည်မှာတွားကြည့်မနေပါနဲ့ကွာအဲ့ဒီတအဲ့ဒီတယ်လီအေးဗါတဲ့ဖုန်းဆိုတာကြီးကဟိုကောင်ငမြင့်နဲ့ငါမြို့ တစ်ခေါက်ရောက်သွားတော့ကကြည့်ဖြစ်တဲ့ဗီဒီယိုကားတဲ့ကအင်္ဂလိပ်အဲတယ်လီအဲ့ဒီကောင်မှဝှက်ထားတဲ့တွန်းနှံ့နှံ့မလုံးတလုံးနဲ့ဖုံးထားတဲ့ထမိန်လိုလိုစကတ်လိုလိုဝဲတယ်ဝဲတယ်နဲ့အဲ့လိုဟာမျိုးကြီးပါကွာမသိဘူးမမြင်ဘူးရင်ငါ့ကိုမေးစမ်းပါကွာဟိုဖို့တုတ်ကအာပေါအောင်ရင်တန်တန်ဖြင့်အာပါတရနိုင်တော့ဂုံယူဝင်ကြမျိုးဖြင့်ရှင်းပြလေတယ်လီဖုန်းဆိုဒီမှာအင်္ဂလိပ်ရဲ့ဗီဒီယိုကားထဲမှာတယ်လီဖုန်းဟူသည့် တရုတ်ဆောင်မင်းသမီးဝစ်စင်ထားသောတူနန်းနန်းနှင့်မလုံးတလုံးဖုံးကာဝစ်စင်သောစကတ်ဝဲဝဲကလေးကိုဆိုလိုခြင်းဖြစ်ကြောင်းတငယ်ချင်းနွားချောင်းပေါ်ဖို့တုတ်ကဆိုခဲ့လေ၏တယ်လီဆိုသောမင်းသမီးကသူမ၏အချက်ကို လုံယုံသာဖုံးယုံကလေးဖုံးထားသည့်အတွေ့တယ်လီဖုံးဟုခေါ်ပါသည်ဟု၍ရှင်းပြလေသည်သို့သောချွေယိုဟိုနေ့ကတွားရောက်ကြည့်တော့ကိုင်းရဝဲရင်မယောင်မလဲနှင့်တွားပြတော်မှာထို့သို့မဟုတ် ထိုတယ်လီဖုန်းဆိုဒီမှာမုံမို့ခုံခုံမောင်းမောင်းစုံတို့ဘူးကလေးပေါ်တွင်ပြတင်းပေါက်တကားရွတ်များ တွင်ဆွဲဖွင့်ဆွဲပိတ်လောက်ရန်တက်ဆင်ထားလေးရှိတော့လက်ကင်ဆွဲကင်းပုံတံအရာတစ်ခုတင်ပြီးကျိုးဖြင့်တက်၍စက်ခါစကားပြောရသည့်ပစ္စည်းတစ်ခုသာဖြစ်ပါလေ၏ထိုနေ့ကချွေရိုးရောက်သွားပြီး ထိုပုံအားချွေရိုးကအသေးအချာငုံကြည့်ပြီးအကဲခတ်နေချိန်တွင်ရုတ်တရက်ဖုံးတံက တီ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 လည်းမဟုတ်တွင်တွင်တွင်လည်းမဟုတ်ခွန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 ်လည်းမဟုတ်ဝီကွီကူကူလည်းမဟုတ်ဟိုမရောက်ဒီမရောက်ဂျာဂျာဂျာအတံမျိုးဖြင့်စောင်းစောင်းအောင်အောင်ကြီးအော်လာတဲ့ဖြင့်ရွှေရိုးသည်လက်ဖြန့်ကားထခုံလိုက်မိတော်သည်ဟဲ့တောက်ပလုတ်တို့အိုးနေမီကလောအမလေးအမေကဲပါဟုတ်၍ပါဇက်မှလည်းဟိုမရောက်ဒီမရောက်အယုဒအနတ္တာများဒရဇက်တန်းစီကထွက်ဆို၏။ရောင်၍အွန်လိုင်းမိသည့်အဖြစ် ရွှေရိုးတယောက်ရင်တော်ပန်းတော်ကြီးကိုဖြစ်လို့ရွာထဲမှာဒေါ်ပေါ်ဒေါ်ဆက်စုဒေါ်စွာချင်းဒေါ်ပြောကြီးဥတက်တူဒေါ်ခွေးမဥက္ကလာကြီးဒေါ်တုတ်ကြီးတို့အပါဝင် စိုင်းပိုင်းချင်းဒေါ်ပြုံးတို့နဲ့အတူထိုးဖုံအားလာရောက်တက်ဆင်ပေးသွားတော့ရန်ကုန်မြို့ဧကရေဖုံးတော်ကြီးကြောင့်မှကျောင်းနိုင်ဆရာတော်ဥတုနန္ဒာတို့ကရွှေရိုးဤလမ်းဖြန့်ကရောင်ရမ်းလိုက်တော့ရောင်ရမ်းတန်တို့ကြောင့်တဝါဝါတဟဟဖြင့်သဘောကျစွာရေမောလိုက်ကြပါလေ၏ ရွှေရိုးသည်ထိုရဲသားများကြောင့်ထိုတယ်လီဖုန်းအတွက်ချက်ပင်ချက်မိသေးတော်၏တယ်လီဖုန်းအားမမြင်ဘူးသဖြင့်လာရောက်ခါမယောင်မလဲကြည့်မြင်ခြင်းသည်ပင်လျင်မှားလေစွာဟုအထင်ရှိခဲ့၏မင်းဟာကလည်းဖုံးလာတာပါကွာမင်းကလည်းကြောက်တက်လိုက်တာငါခုနကရန်ကုန်ငါအကြောင်းကိုဖုံးဆက်ပြီးဖုံးလန်းကိုက်မကိုက်ဆန်းနေတာဟယ်လိုအင်း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 ဟုတ်ပြီရပြီရပြီ မင်းဖုတ်ဝယ်ရင်ရှားလိုက်တော့အေး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 ဒါပဲနော်ဆရာတော်ဥတုဏ္ဏာကရွှေရိုးကိုကြည့်လျက်သဘောကျစွာ ရေမောကပြောဆို၏ထိုတယ်လီဖုန်းလက်ကင်ကလေးအားကောက်ကင်လျက်နားနှင့်ပါးစပ်ကိုတစ်ဖက်တစ်ချက်စီတက်ခါရှေဟန်လက်ဟန်ကာယကာယဖြင့်တယောက်တည်းစကားပြောဆိုနေလေ၏တဖက်စီမှအတန်ကိုတော့မူမကြရပါရှိဆရာတော်ဖုံးပြောနေဖုံးပြောဆိုနေဟန်ကတော့တဖက်မှလူနှင်းနှစ်ယောက်တည်းတွေ့ပြီးမျက်နှာချင်းဆိုင်က စကားကိုအားရပါရပြောဆိုနေကြသည်လားဘာမှမထူးဆန်းတယ်လို့လို့ချေရိုးတို့တောသူတောင်ကြားများအတွက်မူအထူးဆန်းသာဖြစ်၍နေပါ၏ဖုံးပြင်းဆက်ပြီးတယောက်နဲ့တယောက်လူမမြင်လူမမြင်ကြပါလေလူမမြင်ကြပါပဲလျက်စကားပြောဆိုနေကြသည်ကိုမမြင်ဘူးကြယခုထိုတယ်လီဖုန်းရွာကလေးတို့ရောက်လာသည်မှမြင်ဘူးကြခြင်းပင်ဒါသည်ပထမဆုံးအကျိထူးပေစွာဆန်းပေစွာ ရွှေရိုးကတယောက်တည်းစိတ်မကြိတ်ကအံ့ဩစွာရေရွဖြစ်၏ရွှေရိုးတို့ကြည်စုရွာကလေးတဲတွင်တော့ဖြင့်တယ်လီဖုန်းအားမမြင်ဘူးကြချသောရွာသူရွာသားရှေးခေအဖိုးကြီးတက်ကြီးရွယ်အိုတွေကထိုတယ်လီဖုန်းဟူသည်ကိုစားเสียရတောက်เสียရတခုခုဟုထင်နေကြလေ၏ကြည်သူတို့တတွေပြောကြဆိုကြထင်ကြီးပြေးလိုက်ကြပုံကဟဲ့အိုးဒီကလေးတွေနဲ့နော်နင်တို့အခုပြောနေကြတဲ့တယ်လီဖုန်းအေး အဲ့ဒီဟာကြီးကဘာမှဟုတ်တာမဟုတ်ဘူးတခြားဟုတ်ကြရောလားကွငါတို့လိုတက်ကြီးရွယ်ကိုအဖိုးကြီးတွေစားဖို့အတွက်လှုပ်ထားတဲ့စတုဒိတာတမျိုးပဲတဲ့ကောင်းရော်လေတယ်လီဖုန်းဟူဒီမှာအဖိုးကြီးအဖွားကြီးကဲ့သို့တက်ကြီးရွယ်ဝများစားရတဲ့ရှိတော့စတုဒိတာတမျိုးဟုဆိုကြပါလေရွှေရိုးတို့ကြည်စုရွာတို့လုံမေတို့ကလည်းတမောက်ကြည်လေတော်တယ်ရာခင်းထဲမှာပေါင်းတည်ရင်ငရုတ်သေးဆိုရင် အလုပ်တစ်ခုခုလုပ်ရင်ဒီတယ်လီဖုန်းအကြောင်းကိုပဲတဖွာဖွာပြောမဆုံးပါရဲ့ဟဲ့တိတ်လားဒေါ်ပြုံးဆိုင်မှာခုရောက်နေတဲ့တယ်လီဖုန်းဆိုတဲ့ဖုန်းကြီးကတမျိုးကြီးဟဲ့ဟာဘယ်ကသာတယ်လီဖုန်းဆိုတဲ့ဖုန်းကြီးရမှာလဲညီပြောလိုက်မှာပဲတယ်လီဖုန်းဆိုတဲ့လူကြီးကဖုန်းကြီးဝှက်လိုက်တယ်လို့ထင်နေကြအောင်မယ်တယ်လီဖုန်းဆိုတဲ့ဖုန်းကြီးမဟုတ်ပါဘူးဟဲ့တယ်လီဖုန်းတယ်လီဖုန်းမသိမချင်းမှတ်ထားဟဲ့အိုး မယ်မြကလည်းညီပြောလိုက်တဲ့တယ်လီဖုန်းမဟုတ်ပါဘူးဟဲ့ဘယ်ကသာဟုတ်ရမှာလဲညီမကြဘူးလားဟိုနေ့ကတို့ရွာအနောက်ကျောင်းဆရာတော်ကြီးစကားပြောနေတာရန်ကုန်ကိုပြောတာတဲ့အဲ့ဒီမှာဟိုလက်ကင်တဲ့ခွင်းကလေးကိုနားနဲ့ဗစက်မှာတက်ပြီးဗစက်ကနေអော်တာဟာလိုဟာလိုတဲ့အဲ့ဒါဟိုကောင်မမိတုပ်ပြောတဲ့တယ်လီဖုန်းဆိုတဲ့ဖုန်းကြီးလည်းမဟုတ်ဘူးမယ်မြပြောတဲ့တယ်လီဖုန်းလည်းမဟုတ်ဘူးအဲ့ဒီဟာလိုဖုန်းဟာလိုဖုန်း ဒါကြောင့်ဖုံးကန်ပြီးဟယ်လိုဟယ်လိုနဲ့အော်အော်နေကြတယ်ဟာတိကြလားကြည်ပါတော့ဒီကဲ့သို့ပင် ကြည်စုရွာမှာလူကများရိုးကြအားကြပါပြီထို့သို့ရိုးလွန်းအားလုံးကြတဲ့ဖြင့်ထို့သို့သောအနှီးပုပ်ကိုကျော်များအားဂရမ်မီစုဂရမ်မီစုတို့နိုဘယ်စုတို့ပေးမည်ဆိုပါကရှင်ရိုးတို့ကြည်စုရွာရွာသူရွာသားများသာ ပေးကြမည်ရကြမည်မလွဲဧကံပါပဲယခုဆိုလည်း ရွှေရိုးတို့ကြည်စုယွာသူယွာသားတွေကတယ်လီဖုန်းဆိုတဲ့ဟောဟာရအတုံးနှုံးကိုအတော်ပဲရင်းရင်းနှီးနှီးရှိလာကြပါပြီ။သို့တော့ကမောက်ကမကတော့နိုင်နေကြသေးပင်ဖြစ်၏။တောပြောခြုံပြောကလည်းရှိနေကြသေးလား။ဟဲ့နှင်းမြရဲ့တိလားအေး။အဲ့ဒီတယ်လီဖုန်းပြောတာကြီးကိုမြင်ရတာရဲစရာကြီးအေး။ငါတော့ရဲချင်လို့ကိုတခွေခွေရဲနေမိတော့တာပဲ။အိုအေးရဲစရာတဲ့ချက်စရာကြီးပါဟဲ့။အဲ့ဒီဟာကြီးနဲ့ပြောရတာချက်စရာကြီးအေး။ ဟိုဘက်ကပြောတဲ့သူမမြင်ရပဲတယောက်တည်းကြီးပြောနေရတာအယူကြီးနဲ့တူဘတ်တူနဲ့အီဤတို့ဤနဲ့ချွေရိုးတို့ရွာသူရွာသားတွေကတော့ပြောနေကြသေးပင်ဖြစ်လေဤတော်တဲ့တောင်နဲ့ရာထဲမှာလည်းပြောကြလားရဲ့ရွာထဲမှာရေခက်လမ်းမှာလည်းပြောကြလားရဲ့တယ်လီဖုန်းဆိုဒီမှာမိခိုမဆုံမိုးမဆုံရွာသားဝင်တစ်ခုတွေဖြစ်ရနေစီထိုတယ်လီဖုန်းရှိလာတဲ့ဖြင့်တခုတော့ကောင်းပါ၏မြို့ပေါ်ဈေးကွက်အတက်အကျအရှင်တွေကိုစုံစမ်း၍ ရွာကလေးတွင်ဝယ်ရသည်ထိုအခါကုံတယ်ပွဲသားအယောင်းဝယ်သမားတို့အတွေ့ထိုတယ်လီဖုန်းသည်လွန်စွာမှပင်အရေးပါအရာရောက်လေ၏ထို့အပြင်ဖြေရိုးတို့ရွာမှအခြားတစ်ပါးသောအရက်မြို့ရွာများသို့အလုလုကန်ရန်အတွက်ထွက်သွားကြသူများအတွက်၎င်းအလယ်အပဲရောက်ရှိနေကြသူများအတွက်၎င်းအရက်တစ်ပါး၌တအိုးတအိမ်ထူထောင်နေကြသူများအတွက်၎င်းအခြားအရက်တရက်မှကျေးဇူးရွာကလေးသို့လာရောက်ကုန်သွယ်ကြသောဧည့်သည်ဆောင်သည်များအတွက်၎င်း ၎င်းတို့ညီကောင်တော်မှဆွေမျိုးသားချင်းတငယ်ချင်းမိတ်ဆွေများနှင့်အရေးကြောင်ကြီးငယ်ချိပါကထိုတယ်လီဖုန်းကလေးကအစဉ်ပြေချောမွေစွာအကူအညီပေးနေတကယ်တို့ရှိပါချေ။ထိုရကလေးဤအရှင်းအောက်တောင်မြောက်အစုံအဖျားဂျောင်းယိုဂျောင်းကြားပါမကြံ။အရှားအရတပါးမှဝင်လာသောတယ်လီဖုန်းကိုဒေါ်ပြုံးတို့မိသားစုကစိတ်ချစွာအိမ်နံရာရောက်လာရောက်၍အကျိုးအကြောင်းပြောကာခေါ်ဆောင်ပေးပါလေ၏။ ထိုအခါအရှားအယတ်တကျေးစီမှဆက်သွယ်လိုက်သောတယ်လီဖုန်းအားတုံ့ပြန်ပြောဆိုရန်ရွှေဦးတို့ရွာက ဖုန်းအုပ်ခေါ်ခံရသူသည်ထိုတယ်လီဖုန်းအားတွားရောက်၍အဆက်အသွယ်ပြုရန်ပြုလေ၏ဒေါ်ပြုံးတို့မိသားစုကလည်းစေတနာကောင်းလာပါသည်စိုင်းရှိရှိဓမ္မယုံ၌အလှူခံအတန်ချက်ဆက်ဖွင့်နေစဉ်ရဝေးရှိတစုံတစ်ယောက်ကရွာကလေးထဲမှတစုံတစ်ယောက်ထံသို့တယ်လီဖုန်းလာလျင်ထိုအတန်ချက်ဆက်ဖြင့်ပင်အော်ခေါ်ပြီးခေါ်ပေးတတ်လေသည် ထိုတို့အော်ခေါ်ပြီဆိုလျင်တော့ခုနှစ်အိမ်ချစ်အိမ်ကြားယုံတာမကတော့ပဲရက်ကြော်ရွာကြော်ရွာနီးချက်ဆက်ရွာများအထိပင်ကြားပြီးဆိုသည့်ကိန်းသာစိုက်ပြီးတော့လीဟဲ့ကောင်မဟိုနေ့ကညီအကောင်ကြီးမိုင်းချူကနေတယ်လီဖုန်းဆက်တယ်ဆိုဘာတဲ့လဲအေးပြန်လာတော့မတက်တာဟိအေကနာညီကိုအိုတော့မမတင်ကလည်းဘာတွေလျှောက်ပြောနေမှမသိဘူးဒါကြောင့်မို့လို့ မမမေတိန်အပြိုကြီးဖြစ်နေတာအလိုတော်ငါအပြိုကြီးဖြစ်တာနဲ့ဘာဆိုင်နာမတ်လို့ဟေးဟေးကောင်းမညီအိုးမလုံးအောင်ပွင့်ပြီးချက်ရမ်းရမ်းအာမမတင်ကြီးဘာမှန်းကိုမသိတော့ဘူးသွားအေးသွားမှာပါအေးညီကလည်းကဲညီတယောက်တည်းလွတ်လွတ်လပ်လပ်ကြီးရင်ပြီတော့စိတ်ကူးစိတ်ကူးဤတို့အိမ်နဲ့တယ်လီဖုန်းလာပြီဆိုသည်နှင့်အရှင်ချင်းနောက်ကျပြောင်ကြသည်စကြသည် ရေစရာမောစရာဟာတာများအဖြစ်ဟန်ဒီပြောဆိုကြပြီးအုပ်စုလိုက်ဆိုကဝါဝါတာဟာဟာနှင့်သဘောကျစွာရေမောပြောဆိုတတ်ကြလေ၏ဤဒီကချွေရိုးတို့ကြည်စုမိသောအင်ရှင်900ကျော်ခန့်သာရှိသည့်ကျေးလက်တော်ရွာကလေး၏ရေစရာကြည်နိုးမှုအတိစီရင်ပြီးအပ်သောဓလေးစရာရိုးကုန်ဖြင့်ဖွဲ့စည်းထားအပ်သောအဝန်းအဝိုင်းငယ်တစ်ခုပင် ယခုတော့ချွေရိုးတို့ကျေးဇူးရွာကလေးတဲတွင် ထိုတယ်လီဖုန်းနှင့်ပတ်သက်ဆက်ဆိုင်သောဟာသာများကရဲစရာမောစရာအဖြစ်ပြောမဆုံးနိုင်အောင်ရှိခဲ့သည်မှာမှတ်စုစာအုပ်တအုပ်ကျန်းစာအုပ်တအုပ်တအုပ်များပင်မကတော့ပြီဟုချွေရိုးဆိုခြင်းပါသည်ချွေရိုးတို့ကျေးဇူးမြည်သောရွာကလေးတဲမှာထိုတယ်လီဖုန်းနှင့်ပတ်သက်သောကမောက်ကမာများဘယုတ်ဒုက္ခဂွာဒီကွာကြကတောင်းကနေနှင့်အိုးနှင်းခွန်းနှင်းနိုင်လာသောတကယ်အယိုးကံဟာသာများကယခုဆိုလျင်ပြော၍ပင်မကုန်တော့ပြီ။ တို့အထဲမှာချွေယိုးပြောကျင်သောအကြောင်းအရာတစ်ခုရှိလေ၏တခြားတော့မဟုတ်ချွေယိုးဤဦးလေးအမေရဲ့မောင်ဦးဖိုးပိန်ဆိုသူဤအကြောင်းသာဖြစ်ရှိ၏တို့အကြောင်းကိုချွေယိုးတို့ရွာကလေးတဲတွင်ယခုအထိပြောစမှတ်ပြု၍စကားဆောင်ကြကအကြောင်းအရာတိုက်ဆိုင်နေတိုင်းပြောကြဆိုကြရဲကြမောကြသည်မှာပြောပွင့်ရပင်မရှိတော့ချွေယိုးကိုယ်တိုင်ကပင်လည်းရင်ကိုယ်တိုင်ကိုကြက်မကြုံမတွေ့မမြင်ဘူးလိုက်တော်လဲမြင်တွေ့ရလမြင်တွေ့ရတဲ့လိုက်တကယ်တော့ရှိချေ၏ မြင်လဲမြင်ရောက်မိပါလေမြင်ရောက်မိသည့်အတိုင်းတယောက်တည်းတော်လည်းကောင်းအုပ်စုလိုက်တော်လည်းကောင်းသဘောကျသွားနှင့်ခွက်ထိုးခွက်လန်းရေပြစ်ကြချည်ကြည်ပါရွှေရုံးဦးလေးနာမည်ကဥဖိုးပိန်ဟု ဆိုတော်လဲနာမည်နဲ့လူမလိုက်ဖက်စွာဝဝတုတ်တုတ်ကြီးထိတ်ပြောင်ပြောင်ကြီးတွားလိုက်လျင်ရောင်ဝင်ပုတ်ကြီးကိုလှိမ့်လိုက်တယ်လို့မျိုးလှုပ်စီလှုပ်စီနဲ့ငိမ့်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 ကြီးဝါတော်သူများလမ်းလျှောက်လျင်ရွှေရိုးကထိုအတိုင်းသာမြင်အောင်တတ်၏ တနေ့ရွာလေဓမ္မယုံမှာအလှကံမန်းတက်ဖွင့်ပြီးအတန်ရှက်ဆက်ကိုအကျယ်ကြီးဖွင့်နေလေ။ရွှေရိုးတို့တောတောကြီးလက်ဤတဘာဝထုံးတန်အတိုင်းဆက်ဆရာဆိုးနိုင်ကတွနေတိန်တန်ရဲ့နာမည်ကျော်ခွေးညိုတခြင်းကို ဖွင့်ထားပါလေသည်။အတန်ရှက်ဆက်ကတော့အတန်ရှက်ဆက်ဆိုသည့်အတိုင်းတကယ့်ကိုအော်ကြီးဟစ်ကျဲနိုင်လုံးလှချီ။တကယ့်ကို900 600အထိပင်ရက်ကျော်ရွာကျော်ဆိုသလိုပင်ဖြစ်လေသည်။ထို့အပြင် ။အော်ကြီးဟစ်ကြံနိုင်လာတော့ထိုအတန်ချက်ဆက်မှနာမကျော်အဆိုတော်တွန်နေသိမ့်နိုင်ဤထွေးညိုတခြင်းသည်တိကနေပြက်တော့ရဆဲသွားပြီ။မိုက်ခရိုဖုန်းတံတကြီးကြီးတကြီးကြီးပြန့်လွှင့်လာကြီ။ဟယ်လို။ဟယ်လို။အတန်ကြာသည့်အထိမိုက်ခရိုဖုန်းကိုဆန်းသက်သည့်အတန်များမိုက်ခရိုဖုန်းကိုအတန်လာမလားစမ်းသက်ခါပုတ်လိုက်သည့်အတန်များဗစက်ဖြင့်တဖူးဖူးမှုတ်လိုက်သည့်အတန်များအဆက်မပြတ်စုညံစွာထွက်ပေါ်၍လာချေ၏ ချွေယိုးကအလူငွေထက်ဝင်သည့်အလူချင်းများ၏နာမည်ကိုကြေညာရန်စမ်းသပ်နေသည်ဟုအထင်ရှိသဖြင့်ဂယုဆိုင်ကနားမနားမထောင်ဖြစ်သည်။သို့သောချွေယိုး၏အထင်နှင့်အမြင်နှင့်ကတခြားသည်။ဟယ်လိုဟယ်လိုရွာအရှိတောင်ချောင်ကဥဖိုးပိန်ဥဖိုးပိန်ခမရသမီးမိချမ်းစိန်စီကတယ်လီဖုန်းလာနေပါတယ်။အခုအမြန်လာကင်လှည့်ပါရွာအရှိတောင်ချောင်ကဥဖိုးပိန်ဥဖိုးပိန်ဖုံဖုံ တယ်လီဖုန်းဟူ၍ဖြစ်ပါလေ၏ဤတွင်ရွှေရိုးတို့၏ဦးလေးအမေဤမောင်ဦးဖိုးပိန်သည်တမီမကျန်းစင်တောင်ကြီးမြို့မှဆက်လိုက်သောတယ်လီဖုန်းအားတွားရောက်ဆက်တွေ့ကန်ပြောရင်ရွာလေပိုင်းဒေါ်ပြုံးဆိုင်ရှိရာသို့ဦးရားဖားရနှင့်ခတ်တုတ်တုတ်ပြေးလာပေလိမ့်မည်ပြေးလာပေလိမ့်မည်ဟုဆိုတော်လဲပုတ်ကြီးလိမ့်လာသလိုတတီးဤလိမ့်လာခြင်းမျိုးသာဖြစ်စေ၏အဖဲကြောင့်ဆိုသောအထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်းပင်ရွှေရိုးဤဦးလေး ဥဖိုးပိန်သည်ဝဝတုတ်တုတ်ကြီးဖြစ်ခြင်းကြောင့်ရွှေရုံးဤဥလေးဥဖိုးပိန်သည်ထိုကဲ့သို့ဖုံးချရာသို့လာနေစဉ်လမ်း၌လည်းသူတမီးနှင့်ဖုံးပြောနေစဉ်ပြောရမည့်စကားတို့အားစီစဉ်လာဖိတ်လိမ့်မည်ဟုရွှေရိုးထင်ပါသည်တယ်လီဖုန်းအားကောက်ကင်စဉ်သူများတွေအော်သလိုဟယ်လိုဟုဆကားအော်ပြီးပြီးလျင် ပြောစရာရှိတာကိုတမီးဖြစ်သူနှင့်ဆက်ပေါ်မည်၎င်းက ဟယ်လိုတမီးဟုခေါ်လျင်တမီးဖြစ်တော်သူကလည်းရှင်အဖေဟုပြန်၍ထိုးဝေလိမ့်မည်ဖုံးတခါမြမဆက်ဘူးသောရွှေရိုး၏ဦးလေးသည်ရင်တလက်လက်ပင် ခုန်နေပေလိမ့်မည်ဤဒီမှာလည်းရွှေရိုး၏အထင်သာဖြစ်စေ၏ကဲကြပါတယ်ရွှေရိုး၏ဦးလေးတော်ဦးဖိုးပင်သူတမီးနှင့်စကားပြောဆိုရန်တယ်လီဖုန်းအားစတင်၍ကောက်ကင်လိုက်ချာကောက်ကင်လိုက်ချေသည်ဟယ်လို ဥပိုးပင်ကအာရပါရပင် သူများတွေလိုနားနေပါဇက်မှာလက်ကင်တစ်ချက်စီတက်၍អော်သည်သို့တော်တစ်ဖက်မှဘာတံမှမကြရတုံ့ပြန်မှုသည်မရှိထို့ကြောင့်ဥပိုးပင်ကဇဝေဇောဟာဖြစ်စွာနှင့်လက်ကင်ကို ပြန်ခွာလိုက်ပြီးကြည်သည်ပါဇက်မှာလည်းဟဲ့ဘာတံမှမကြရပါလားဟဲ့เออဥပိန်ဥပိန်ပြောနေတာပြောင်းပြန်ကြီး ရည်တံများစုံညံသွားသည်ထိုရည်တံများကြောင့်ရွှေရိုးတို့ဥလေးတော်ဥဖိုးပိန်သည်များစွာချက်သွားကြ၏ဘဲနဲ့ဟာပါလေသူများတွေဆိုလဲဒီအတိုင်းပင်အော်အော်ပြီးဆက်နေကြသည်ဟာကိုထို့သောပင်ရွှေရိုးကြီးဥလေးဥဖိုးပိန်ကခဏတော့တူဝေစွာဖြင့်စဉ်းစားလိုက်သည်သို့တော်ကြာကြာလဲမစဉ်းစားဖြစ်တော့လူတွေကရည်နေကြသည်ပို၍ချက်နေပေဦးပြီထို့ကြောင့်ရွှေရိုးကြီးဥလေးတော်ဥဖိုးပိန်ကထက်၍អော်လိုက်သည် ဒီတော့မှပင်ပို၍စိုးသွားလေတော့သည်ချက်ချင်းပင်ရေသံများကဟောကနေပွက်လောညံသွားလေသည်ဦးလေးတော်ဥဖိုးပင် ထက်ဆင့်ပြောလိုက်သည့်အတန်ကိုလည်းနားထောင်ကြည့်တော်မူပါအောင်ဘာတဲ့လဲဟာဒါဆိုလေလိုဟဲกว่าလိုဟဲဥ၍ဖြစ်စီလိုဟဲလိုဟဲဟုအော်ဒီမှာအနာကလူများကဗျောင်းပြန်ကြီးဟုပြောတဲ့ဖြင့်ချက်ချက်နဲ့ဗျောင်းပြန်ကအာယအာပါတယပြောလိုက်ခြင်းပင်ဖြစ်စီသည် ရေတံများဒီကမဆုံးမင်းမဆုံးတတ်နိုင်တော့ဘူးရွှေရိုးတို့ဦးလေးဦးဟိုးပိန်ခင်များမှာတော့ဆက်လဲချင်နားမလဲစွာနှင့်စိုက်ပိုင်းချင်းဒေါ်ပြုံးကိုနဝိန်နေတောင်နိုင်စွာဖြင့်ကြည်သည်စိုက်ပိုင်းချင်းဒေါ်ပြုံးခင်များကဒေါ်ပြုံးခင်များမှာလည်းဦးဖိုးပိန်ဤအဖြစ်ကြောင့်ငိုအားထက်ရေအားတဲ့စွာဖြင့်ပြောလီတော့သည်သူတို့မှာဥပိုးပိုင်ခင်များမျက်နှာလည်းကြီးအချက်သေးရင်းနဲ့တယ်လီဖုန်းကောက်ကန်၍ပြောပြန်နေတော်သည် ဖိုးပဲဖိုးပဲပြောင်းမြန်ကြီးဆိုတာနင်းလက်ကင်ခိုင်းပြောင်းမြန်ဖြစ်နေတာကိုပြောတာဒီတော့မှမျက်နာကြီးပို၍နေမြန်းက အချက်သေးသွားလေသည်ဟုတ်လဲဟုတ်ပါရဲ့ဥဘိုးပိန်ဆိုတဲ့ချွေရိုးတို့ဦးလေးကလက်ကင်ဖုန်ကြီးကို စကားပြောပြောခွန်းနဲ့နားထောင်နေတော့ခွက်လွဲမားစွာဖြင့်ကင်ထားလေသည်ကိုချွေရိုးဤဦးလေးဥဘိုးပိန်ကဟယ်လိုဟုပြောင်းပြန်တင်၍လိုဟဲဟုအော်ကတယ်လီဖုန်းလက်ကင်ကိုဇောက်ထိုးမိုးမျောဆိုသလိုကင်ထားလေဤဥဘိုးပိန်က အတက်ပြန်ကင်လိုက်ဒီတွင်ဆိုင်ပန်ချင်းတော်ပြုံးကအပြင်မှကြားရနေအောင်ခလုတ်တစ်ခုကိုနှိပ်လိုက်လေသည်တဖက်မှအတန်လေးအတန်ကြောင့်သာဖြင့်ပန်ဝန်းကျင်သို့ပြန်နှံ့လာသည်ဟယ်လိုဖေဖေလားဖေဖေဟူ၍ဒီတွင်ဥဖိုးပိန်ကတူသမီးထံတယ်လီဖုန်းမှအတန်ကြားလိုက်ရသည်ပြုံးကနေပြန်ထုလိုက်ပုံကြောင့်ငကိုကပင်ရေတံမဆဲတော့ရေတံထိုင်းတံတို့ကဝေါကနေထပ်မှပြန့်လွင့်လာလေ၏ပြန့်လွင့်လာလေ၏ကြည် တဖက်မှာတမီးဖြစ်သူမိချမ်းချိန်ကအဖေလားအဖေဟု ခေါ်တန်းအားပြန်ထူးလိုက်ဒီကရှင်ဟူ၍ဥဖိုးပိန်တို့ဖြစ်လိုက်ပုံကတော့အဲ့ဒီလိုဒါနဲ့ပါဆိုလျင်သုံးခါတိတိပင်ချက်ပြေးချေပြီဟေးတမီးမိချမ်းချိန်လားဟုပြန်မထူးမိပဲရှင်ဟူပြန်ထူးမိကလမ်းတွင်စီစဉ်လာသောစကားလုံးတို့ဒီကကမောက်ကမဆိုမှတကယ့်ကိုကမောက်ကမဖြစ်လျက်တိတ်တော့မကြပါဥဖိုးပိန်တယောက်အပြောဆိုလေတံပြန်တဲ့လာချေ၏ တမီးဖြစ်သူနှင့်နှစ်ယောက်တည်းမျက်နှာချင်းဆိုင်ဆုံတွေ့ပြီးပြောရသလိုရှေဟန်လက်ဟန်ရှေကားရလက်ကားရဖြင့်အာဘတရပြောလာခြင်းပြီသို့တော့ဟေးတမီးမိချမ်းစင်ပြန်လာမယ်အေးအေးအေးကောင်းပြီကောင်းပြီအဖေလာကြုံမယ်ကြုံမယ်အင်းအင်းအင်းလဲနေပေါ့ဟဲ့ရမဲတင်းကိုရောက်နေပြီဟုတ်လားအာအဖေကတောင်ကြီးကနေပဲဆက်နေတယ်ထင်လို့ဘာအခုလာကြုံရမယ်ဟုတ်လားဧည့်သည်လေးတည်းပါတယ် အာလာမယ်လာမယ်တမိလာမယ်အခုကိုလာကြုံမယ်ဟုတ်ပြီလားကဲပါကြားပါလေအခုပဲအဲဟဲ့ပလုတ်တော့အာအလုံးဝရုံးတုံးကားတွေဖြစ်ကုန်ပြီကြည်ုံလေရွှေရိုးတို့ရဲ့ဦးလေးတော့ အမေရဲ့မောင်ဖြစ်သူဥဖိုးပိန်လှုပ်ရှားလိုက်ပုံကတယ်လီဖုန်းပြောရင်အားပါလာပြီးတမီးကိုချက်ချင်းသွားကြိုတော်မီဟန်နဲ့တယ်လီဖုန်းပြောဆိုနေသူကိုပင်မေ့ပြီးရေးကြီးတုတ်ပြနိုင်လာစွာရှေးလန်းကျဲကြီးဖြင့်လှမ်းရင်စကားပြောွက်ကိုမချခဲ့ပဲဇိုးထွက်သွားတဲ့ဖြင့်တယ်လီဖုန်းအိမ်ဒီအောက်တို့ပြုတ်ကြက လက်ကင်စကားပြောွက်သည်ဥဖိုးပိန်လက်ထဲသို့ကျိုးပြုတ်၍ပါသွားစေသည်ဒီတဲ့တို့ထုံင်းကရွှေရိုးတို့ဦးလေးတော်ဥဖိုးပိန်တရားအချက်ကွဲပေါင်းတောင်းလျှောက်ထောင်နဲ့ဘယုတ်ဒုက္ခနိုင်လာစွာ ဝါဒီကကြနိုင်လာစွာကမောက်ကမနိုင်လာစွာတို့ဖြင့်ဝရုံတုံကတုတ်ရှည်တင်ပြည့်သွားခဲ့သည့်တက္ကလာထို့နောက်ပိုင်း၌တယ်လီဖုန်းလာသည်ဆိုလျင်ပင်တွားမကင်တော့ပေရွှေရိုးတို့ကြည်စုရွာကလေးတွင်တော့ယခုအထိအဆိုပါဦးလေးတော်ဦးဖိုးပင်ရာတွေ့လည်းရေချင်းစိတ်မထိန်နိုင်ပဲရဲနေကြတယ်စားလဲစားနောက်ရည်လဲနောက်ပြောင်နေကြတယ်ကာနာသားလူမဲအုပ်စုနဲ့တွေ့လည်းရွှေရိုးတို့ဦးကလေးဦးဖိုးပင်ခင်ဗျာမစားတာတော့ပေကာနာသားအုပ်စုထဲမှာတယောက်က ဟယ်လိုအဖေလားဟုတိုင်ပင်ပေးလိုက်သည်နှင့်တယောက်ကထပြီးရှင်အဲဟုပြန်អော်ကာတဝါဝါတဟာအဖင်ရေပွဲဖွဲ့ကြလေတယောက်ကဟယ်လိုဟုဆိုလိုက်လျင်တယောက်ကထပြီးဥပိန်မှားနေပြီဗျောင်းပြန်ကြီးဟုဆိုပြီးអော်၍ဟာအဲ့ဒါဆိုလေလိုဟဲကွာလိုဟဲဟုဝိုင်းអော်ကြလေထို့သောတယောက်တော့ပေါ့ဖြင့်ချွေမိုးတို့ဦးလေးဤ ဥဖိုးပင်ဤတယ်လီဖုန်းပြောစဉ်ကဖြစ်ဖြစ်ခဲ့သည့်ပုံစံအတိုင်းတယောက်တစ်ပေါက်တယောက်တစ်ခွန်းနှင့်တယောက်တစ်မျိုးမယိုးအောင်လောက်ကြပြီဆိုလည်းရင်ရွှေရိုးတို့ဦးလေးတော်ဥဖိုးပင်တရားရှမ်းမျက်နာကြီးရဲရဲနေတို့တောက်ချေတင်ပြီးပြေးပြီလားမဒီကဲ့သို့ရွှေရိုးတို့ကြည်စုဟူသောရွာကလေးမှာတယ်လီဖုန်းနဲ့ပတ်သက်ပြီးရဲစရာဟာသပြက်လုံးရာဇဝင်တွေ တွင်ရစ်နေခဲ့ဒီမှာအများကြီးပင်ဖြစ်လေ၏ သို့သောထိုရေလျာများစွာတို့နှင့်ချွေရိုးတို့ဤဦးလေးဦးဖိုးပိန်ဤအဖြစ်ပြကတော့ယခုအထိပြောစရာတွင်မှတ်နေသည်ထိုတို့မြို့ပြအစင်တစားပြယုံများနှင့်စိန်ကားသောတောနေလူသန်းသားတရက်ဤအယိုးကံအဖြူကံတက်တက်နှင့်လွဲကျော်မှားယွင်းမှုတို့ဒီကကမောက်ကမာဘယုတ်ဒုက္ခဂွာကြီးခွာကြကတောင်းကနေနှင့်ဝရုံးသုံးကားနိုင်လှခြေသည်ဖြစ်တော်လေ ခွင်းလို့စာနာနားလဲစွာဖြင့်ကြည်တတ်ကြမည်ဆိုပါလေရင်ကြည်နူးเสียပျော်ရွှင်ရမောပေါ်ရများအတိနှင့်စီရင်ပြီးအပ်ဒီကိုသာမြင်တွေ့ရမည်ဖြစ်ပေတည်းဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ညီကောင်မောင်တို့တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်တို့များအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ